ရဟန်းကိလေသာညစ်ကြေတို့မှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားရဟန်းစိတ်ကိုရအယ၌ပင် မကောင်းမှုကို ပြုတော်မူသောမြတ်စွာဘုရားရဟန်းပူဇော်ထုကိုခိုင်တော်မူထိုက်တော်မြတ်စွာဘုရားဒီကနေ့ဥစဉ်တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဘုဒ္ဓအဖြစ် ပိဋကတ်တုံးမှုမှာရှိတဲ့ကျမ်းအရေအတွက်တွေကိုဥဇင်ဘုဒ္ဓအဖြစ်မျှဝေသွားမှာဖြစ်ပါတယ်။ကျမ်းအရေအတွက်ကိုပြောတာပေါ့လေ။ဒီကျမ်းအမည်တွေကတော့ဥဇင်မပြောတော့ပါဘူး။နောက်တော့ပိဋကတ်တုံးမှုဥဇင်ကအခုပိဋကတ်တုံးမှုကိုရွတ်ဖတ်ပူဇော်နေတဲ့ခါကျတော့ပိဋကတ်တုံးမှုကိုရွတ်ဖတ်ပူဇော်ပူဇော်ဖို့အတွက်ရှိရမယ်ဘုဒ္ဓတရားဓမ္မဘုဒ္ဓများကိုလည်းဥစဉ်မျှဝေသွားမှာဖြစ်ပါတယ်။ဥစဉ်ရဲ့ဘွဲ့အမိကတော့ဥစဉ်အက္ခဏနာဖြစ်ပါတယ်။ဥစဉ်ရဲ့ဥပိ္ပဇေဆရာတော့ အရှင်တထာစာရဖြစ်ပါတယ်။ကဲဒီကနေ့ဦးစင်းရဲ့တာသနာရေးဆိုင်ရာအေးချမ်းကတော့အဘိဓမ္မာတက္ကသိုလ်ဖြစ်ပါတယ်။သူကလည်းဦးစင်းအဘိဓမ္မာကိုလေ့လာနေတယ်ဆိုတာသိပါတယ်နော်။သူကလည်းနောက်ပြီးတော့ဦးစင်းကပိဋကတ်တုံးမွေကိုရပ်ဖတ်ပူဇော်နေတဲ့ခါကျတော့ပိဋကတ်တုံးမွေကိုရပ်ဖတ်ပူဇော်ဖို့အတွက်ရှာမဲ့ဘုဒ္ဓတာကိုလည်းတချို့လည်းသိကျင်တယ်ဗောလေ။အဲ့ဒါလေးအဲ့ဒီအဲ့ဒီအဲ့ဒီအတွက်ဦးစင်းဒီကနေ့ ပိဋကတုံးမုံမှာရှိတဲ့ကျမ်းရည်တွက်နဲ့ပိဋကတုံးမုံကိုရွတ်ဖတ်ပူဇော်ဖို့အတွက်ရှိရမယ့်တရားစာဘုဒ္ဓတတွေကိုဦးစဉ်မျှဝေတော်မှာဖြစ်ပါတယ်ဦးစဉ်တို့ဝိနည်း၅ချက်ရှိတာပေါ့လေဝိနည်း၅ချက်ရှိတဲ့ခါကျတော့ဝိနည်း၅ချက်ရှိတယ်ပေါ့နော်အဲဦးစဉ်တို့ပိဋကတုံးမုံမှာရှိတဲ့ကျမ်းရည်တွက်ကိုဦးစဉ်အရင်ပြောပြမှာဖြစ်တဲ့အတွက်ဦးစဉ်နောက်မှအတင်ပါလဲကျန်တဲ့တရားဘုဒ္ဓတတွေကိုဦးစဉ်ညောင်းမှာဖြစ်ပါတယ် ဝိနည်း၅ချမ်းရှိတယ်ပေါ့ဝိနည်း၅ချမ်းရှိတယ်နော်ဝိနည်း၅ချမ်းရှိတယ်အဲ့ဒါလေးမှတ်ထားမယ်နောက်ဒုတိယဆက်သွားမယ်ဆိုလို့ရှိရင်အဲဝိနည်းပဋိကတ်မှာ၅ချမ်းတုတ်တံပဋိကတ်မှာဥစဉ်တို့အုပ်စုကြီး၅စု၅အုပ်စုရှိတယ်တုတ်တံပဋိကတ်မှာနော်အဲအဲ့ဒီအုပ်စုကြီး၅အုပ်စုမှာမှအဲ့ဒီအုပ်စုကြီး၅အုပ်စုကတော့နံပါတ်၁ဒီဃနိကာယအုပ်စုနံပါတ်၂မဇ္ဈိမနိကာယအုပ်စုနံပါတ်၃တန်ယုတ္တနိကာယအုပ်စုနံပါတ်၄ အင်ဂုတ္တရာနိကာယအုပ်စုနံပါတ်5ကခုတ္တကနိကာယအုပ်စုဆိုပြီးအုပ်စု5စုရှိတာပေါ့အဲ့ဒီအဲ့လိုအုပ်စု5စုရှိတဲ့ခါကျတော့ဒီကနိကာယအုပ်စုမှာ၃ချမ်းရှိတယ်မဇ္ဈိမနိကာယအုပ်စုမှာ၃ချမ်းရှိတယ်နောက်ပြီးတော့တန်ယုတ်တနိကာယအုပ်စုမှာ၅ချမ်းရှိတယ်အင်ဂုတ္တရာနိကာယအုပ်စုမှာ၁၀ချမ်းရှိတယ်နောက်ပြီးတော့ခုတ္တကနိကာယအုပ်စုမှာ၂၀နဲ့တချမ်းရှိတယ် ဲ့ဒါပေါင်းလိုက်တဲ့ခါကျတော့တုတ်တံပိဋကမှာကျမ်းပေါင်း53ကျမ်းရှိတယ်เนาะအဲ့ဒါလိုခဏကဝိနည်းပိဋကမှာ5ကျမ်းတုတ်တံပိဋကမှာအခု53ကျမ်းဆိုတော့ပေါင်းလိုက်တယ်ဆိုလို့ရှိလို့ရှင်အားလုံး58ကျမ်းရမှာဖြစ်ပါတယ်နောက်တော့အဘိဓမ္မာ9ကျမ်းရှိတယ်အဘိဓမ္မာ9ကျမ်းရှိတယ်ခဏကဦးဇင်းတို့ဝိနည်းပိဋက5ကျမ်းတုတ်တံပိဋက 43ကျန်းအဘိဓမ္မာ9ကျန်းပေါင်းလိုက်တဲ့ခါကျတော့43ရယ်9ရယ်9ရယ်လို့ပေါင်းလိုက်တဲ့ခါကျတော့အလုံး95ကျန်းပိဋကတ်၃ပုံမှာကျန်းပေါင်း95ကျန်းရှိတယ်ပေါ့လေအဲ့ဒါလေးကိုဘုဒ္ဓအဖြစ်ဦးစဉ်မျှဝေပါတယ်နောက်တော့ဒီပိဋကတ်၃ပုံကိုပူဇော်တော့မယ်ဆိုလို့ရှိလို့ရှိရင်ဦးစဉ်ကဒါအခြေခံပေါ့လေတည်တည်ထိုက်တယ်နည်းနည်းတော့မြင့်တယ်ပေါ့လေမြင့်တဲ့ခါကျတော့တကယ်ဘုဒ္ဓရလိမ့်မယ်လို့ဦးစဉ်ယုံပါတယ်ယုံကြည်ပါတယ်နော် ဝိနည်းငါးချက်ကိုပူဇော်တော့မယ်ဆိုလို့ဆိုလို့ရှိရင်ဘိက္ခုပါတိမောက်ကိုကျွန်းကျွန်းကျကျင်ရွတ်ဖက်ပူဇော်နိုင်ရမှာဖြစ်ပါတယ်။နောက်တော့ဘိက္ခုနီပါတိမောက်ကိုကျွန်းကျွန်းကျကျင်ရွတ်ဖက်ပူဇော်နိုင်ရမှာဖြစ်ပါတယ်။ဝိနည်းငါးချက်နဲ့ကပထမကျမ်းပေါ့လေပရာဇိကပါဠိကျမ်းဆိုလို့ဆိုလို့ရှိရင်အမဘိက္ခုပါတိမောက်နဲ့ဆက်နွယ်တဲ့အကြောင်းအရာလေးတွေကိုလေ့လာတွေ့ရှိလေ့မှာဖြစ်ပါတယ်။နောက်တော့အဲဒီဝိနည်းငါးချက်နဲ့က ုတိယကျမ်းဖြစ်တဲ့ပါစိတ္တယပါဠိကျမ်းဟိုဆက်သွားမှာဆိုလို့ရှိရင်ပါစိတ္တယပါဠိကျမ်းစာအုပ်ရဲ့စာမျက်200 282မှာဒီဘိက္ခုဟိုဝိနည်းတွေနဲ့ပတ်သက်ပြီးတော့သူကစာမျက်200 289မှာဆုံးတာပေါ့လေဟိုတော့အဓိကဝိနည်းဦးဇင်းတို့ပါရာဇိက၄ပါးရှိတာပေါ့ပါရာဇိက၄ပါးကတော့ပါရာဇိကပါဠိကျမ်းစာအုပ်ရဲ့စာမျက်နှာ1ကနေစာမျက်နှာ150မှာဒါပါရာဇိကပါဠိကျမ်း လေတပါရပါရာဇိကလေးပါရဲ့အကြောင်းအရာလေးတွေကိုစာမျက်နှာအဝီနီကျန်ဝီနီပိတကရဲ့ပထမကျန်စာမျက်နှာတက်ကနေ150တင်းမှာရှာဖွေတွေ့ရှိလိမ့်မယ်ဖြစ်ပါတယ်။ဦးစင်းကတော့မမိရုပ်ဖတ်ပူဇော်နေတဲ့အတွက်ဒါတိတဲ့အတွက်ဦးစင်းဘုဒ္ဓတပြင်မျှဝေခြင်းဖြစ်ပါတယ်။အဲဒါဆိုလို့ရှိရင်နောက်တော့ဘိက္ခုနီပါတီမောက်ကတော့စာမျက်နှာအဝီနီကျန်ရဲ့ ဝီနီပီတကတ်ရဲ့ဒုတိယကျမ်းပါစိတိယကျမ်းစာအုပ်ရဲ့စာမျက်နှာ293ကနေစတာပါလေအဲပါစိတိယကျမ်းစာမျက်နှာ293ကနေစပြီးတော့ဗမာဆုံးတယ်လဲဆိုလို့ဆိုလို့ရှိရင်အဲပါစပါစိတိယကျမ်းအဆုံးထိမှာဒီဘိက္ခုနီပါတိမောက်ကဘိက္ခုနီဝီနီဒီအကြောင်းအဲအမှအဆုံးသက်တော်မှာဖြစ်ပါတယ်နော်ကဲအဲထားလိုက်တော့ဒါဆိုလို့ဆိုလို့ရှိရင်အဲဗာတိဝီနီဝီနီတေတနာကိုဝီနီပိတကတ်ကိုပူဇော်ဖို့အတွက်တည်ထားရမှာက ဘိက္ခုပါတိမောက်ကိုကျွန်းကျွန်းကျင်ရုပ်ဖက်ပူဇော်တက်ရမယ်နောက်ပြီးတော့အာဘိက္ခုနီပါတိမောက်ကိုကျွန်းကျွန်းကျင်ရုပ်ဖက်ပူဇော်တက်ရမှာပေါ့လေအဲ့ဒါလေးကိုတတိတတိရှိထားရမှာဖြစ်ပါတယ်ဆက်သွားမယ်ဆိုလို့ရှိလို့ရှိရင်တုတ်တန်ပိတကတ်ကိုရုပ်ဖက်ပူဇော်တော့မယ်ဆိုလို့ရှိရင်တုတ်တန်ပိတကတ်မှာ53ညရှိတဲ့အတွက်အစဉ်တို့အချိန်ကားဖြစ်တော့ဒီပေကြီးစတတုတ်ကိုအတန်တွက်မမှန်ရုပ်ဖက်ပူဇော်နိုင်ရမှာဖြစ်ပါတယ်ဒုတိယအဲအများကြီးပေါ့လေ နောက်တော့ဦးဇင်းတို့ဒီမဟာနမကာရဖျားရှိခိုးဂါထာအဲ့ဒါလေးကိုလည်းကျွင်းချင်းကျင်ပမိုင်းနန်နန်ရထားတယ်ဆိုလို့ရှိရင်တုတ်တံပိတကတ်ကိုကျွတ်ဖတ်ပူဇော်ဖို့အတွက်ထောက်ကူရလိမ့်မယ်ဖြစ်ပါတယ်နောက်တော့မဟာတမယတုတ်မဟာတမယတုတ်ဆိုလို့ရှိလို့ရှိရင်ခက်ခဲတဲ့အဲစာပိုက်တွေအများကြီးပါတဲ့အတွက်မဟာတမယတုတ်ကိုအတန်တမမှန်နဲ့ကျွတ်ဖတ်ပူဇော်တက်တယ်ဆိုရင်ပဲဒါပိတကတ်တုံးပုံရဲ့အဲဒုတိယအဲဝိပိတကတ်တုံးပုံတဲကဝီနီ ိဋကတုံးကုန်နဲ့ကတုတ်တံပိဋကကိုပူဇော်ဖို့အတွက်ဦးဇင်ကုဆိုလိုနာပေါ့ပြောပြောနေတာပေါ့လေအဲ့ဒါနဲ့အဲ့အဲ့ဒါဆိုလိုတာကအဲ့ဒါဒီမဟာတမန်တုတ်ဆိုလို့ရှိလို့ရှိရင်ဒီအပထမအုပ်စုပေါ့လေဒီဂာနိကာယအုပ်စုရဲ့ဒီဒုတိယကျမ်းအစာအုပ်အဒုတိယကျမ်းစာအုပ်ပေါ့လေသူကမဟာဝကကျမ်းစာအုပ်တွေကစာပိုက်ရေ331ကနေစတာပေါ့စတာတဲ့ခါကျတော့ မဟာတမယတုတ်ကြီးကိုကျွန်းကျွန်းကျင်ရွတ်ဖက်ပူဇော်တတ်ထားမယ်နောက်ပြီးတော့မဟာတတိပဌာနာတုတ်တွေကိုကျွန်းကျွန်းကျင်ရွတ်ဖက်ပူဇော်တတ်ထားမယ်နောက်ပြီးတော့နောက်ပြီးတော့ဒီဓမ္မစကြာတို့အနတ္တလက္ခဏာတုတ်တို့အဲ့ဒါမျိုးလေးကိုကျွန်းကျွန်းကျင်ရွတ်ဖက်ပူဇော်တတ်ထားမယ်အခုတော့ခက်ခဲတဲ့စာလုံးစာပိုက်တွေဆိုလို့ရှိရင်လမ်းညွန်ပေါ့လေဘလို့ရွတ်ဖက်ပူဇော်ရမလဲဆိုတော့စာအုပ်ရဲ့နောက်ကျောင်းမှာလမ်းညွန်ချက်တွေပါတယ်ပေါ့လေကဲလိုမမီကပူတော့ ကျွန်းကျွန်းကျင်ကျင်နဲ့ပပိုင်းနေနဲ့ပြဖတ်တက်ကျင်နေသလိုရှိရင်တက်ကျွန်းနဲ့ရှာတော့ကြီးများထံမှာချင့်ကပ်ပြီးတော့သူတို့ကိုမင်းမြတ်နိုင်ပါတယ်နော်အဥစဉ်ကတော့အဲ့လိုပဲလေ့လာခဲ့ရတာပေါ့လေလေ့လာခဲ့ရတယ်အဲ့ဒါနဲ့ဆက်သွားမယ်နော်တုတ်တံပိတိကအဲ43ညမ်းရှိတယ်ပေါ့လေဒါဆိုလို့ရှိရင်43ညမ်းလုံးကိုဥစဉ်တို့ကလည်းအဲ့ပါလေပါလေမိမိစွမ်းနိုင်တယ်ဆိုလို့ရှိရင်ဆက်ပြီးတော့ပါလေလေ့လာဖို့ဥစဉ်တိုက်တွန်းပါတယ်နောက်ပြီးတော့အဘိဓမ္မာ9ကျမ်းပေါ့လေအဘိဓမ္မာ9ကျမ်းကိုရွတ်ဖတ်ပူဇော်ဖို့အတွက် ဦးဇင်းတို့အခြေခံအားဖြင့်အဘိဓမ္မတင်ဟကျမ်းငယ်ဆိုတာရှိပါတယ်အဘိဓမ္မတင်ဟကျမ်းငယ်မှာအခန်း၉ခန်းရှိတယ်ဗောလေအဘိဓမ္မတင်ဟကျမ်းငယ်ကိုပမာဏနိုင်ကျွန်းကျွန်းကျင်လေ့လာထားရမယ်အတန်အတွက်တွေကိုမှန်မှန်ကန်ကန်လေ့လာထားရမယ်နောက်ပြီးတော့အပဋ္ဌာန်းကျမ်း၅ခန်းရှိတယ်ဗောလေဦးဇင်းကတော့ပဋ္ဌာန်းကျမ်း၅ခန်းကိုလူဘဝတုန်းကတစ်ကြိမ်ယဟန်ဘဝနဲ့နှစ်ကြိမ်ဦးဇင်းပဋ္ဌာန်းကျမ်း၅ခန်းကိုဦးဇင်းရုပ်ဖတ်ပူဇော်လိုက်တာဒါ အဲတုံးဒီဒီကနေ့ဆိုလို့ရှိရင်၃ချိန်မြောက်ပြောလေရဲ့လူဘွားတုန်းကတစ်ချိန်နဲ့ဒီကနေ့ရန်ဘွားမှာနှစ်ချိန်ရွက်ဖတ်တဲ့အခါကျတော့ပထမကျန်း၅ချိန်လုံးကိုလည်းကျွန်းကျန်းချင်းချင်းပပိုင်းနေနေအဲအတန်တော့မှမှန်လေ့လာထားမှာဆိုလို့ရှိရင်ဦးဇင်းတို့အဘိဓမ္မာ၇ချမ်းကိုရွက်ဖတ်ပူဇော်ဖို့အတွက်အခြေခံဘုဒ္ဓတလေးတွေရလိမ့်မယ်ဖြစ်ပါတယ်စင်မြန်ဘုဒ္ဓတလေးလည်းရလိမ့်မယ်ဖြစ်ပါတယ်နော်သူကလည်းသိကျင်တယ်ပေါ့လေဦးဇင်းအဲဒီအဲဗာလေတာဒနာပေါင်းထဲမှာအဲ၆ဝါး ခုနကအတွင်းမှာပေါ့နော်6 6ဝါကြောကြောအတွင်းမှာခုလိုမျိုးဗီဒီမာရုပ်ဖတ်ပူဇော်ဖို့ဒီမှာတွားရောက်ရုပ်ဖတ်နေတယ်နောက်တော့ Google လည်းဥစဉ်အင်တာနက်ကနေတဆင့်ဘီနာအာပြည်ပတ်တုံးမှုကိုရုပ်ဖတ်နေတယ်ဆိုတော့ဥစဉ်မှာရှိတဲ့ဘုဒ္ဓတာနဲ့ဘုဒ္ဓတာကိုလည်းတိကျင်တချို့ကလည်းတိကျင်ကြမှာပေါ့လေအဲ့ဒါကြောင့်မို့လို့ဥစဉ်ဒီကနေ့ဒီတုတ်ပိဋကပိဋကတုံးမှုမှာရှိတဲ့ကျမ်းရေအတွက် 55ကျန်းရှိတယ်ဗောလေပိဋကတုံးပေါ်မှာကျန်းပေါင်းရစ်တွက်55ကျန်းရှိတယ်ဆိုတဲ့ကြောင့်ဥစဉ်ဘုဒ္ဓဖြင့်မျှဝေပေးပါတယ်အဲဝီနီ5ကျန်းအဲတုတ်တံပိဋကတမှာ53ကျန်းအဘိဓမ္မာ9ကျန်းကျန်းအမည်တွေကိုမိမိတို့သိကျင်တယ်ဆိုလို့ရှိရင်တော့အင်တာနက်ကနေရှာဖွေလေ့လာကြပါလို့ဥစဉ်တိုက်တွန်းပါတယ်နော်အဘိဓမ္မာ9ကျန်းရဲ့စာအုပ်ရစ်တွက်နဲ့အဘိဓမ္မာ9ကျန်းရဲ့စာအုပ်ရစ်တွက်ကိုလည်းဥစဉ်ဗလည်းဒီဥစဉ်ရဲ့ Facebook အဲ post မှာဥစဉ်စနစ်တကျရှင်းပြထားတာလည်းရှိတာပေါ့လေအဲ့ဒါလေးကိုဘုဒ္ဓတာဖြစ်ရှာဖွေအဲဗာလဲဘုဒ္ဓတာဖြစ်ရှာဖွေတွေ့ရှိလည်းမှာဖြစ်ပါတယ်နော်အများဖြစ်တော့ဥစဉ်တို့ဒီဘိက္ခုပိုင်းဘိက္ခုဆိုင်ရာယဟန်နဲ့ဆိုင်တဲ့အကြောင်းအရာတွေကတော့တာမြင့်တဲ့အတွက်လူပုဂ္ဂိုလ်များအတွက်ကတော့အေးလေသူတို့မှာဂါထာလေးတစ်ပုဒ်ကိုရွတ်ဖို့ဆိုတော့မှအမတန်ခက်ခက်ခဲခဲပေါ့လေအခုလိုပိဋကတ်တုံးပုံဆိုလို့ရှိလို့ရှင်သူတို့အတွက်အရန်နေပြီးတော့အရန်ကြီးလက်လန်းမမီတယ်လို့ဖြစ်နေမှာအဲဗာလဲလက်လန်းမမီဘူးလို့တွေးမိရင်လည်းတွေးမိလိမ့်မယ်ပေါ့လေ တော်တော်လည်းပဲမမီတို့ရဲ့အဲဗာလဲမမီတို့ရဲ့ကြိုးစားအထောက်မှုနဲ့လေလာနိုင်မှုစွမ်းအားပေါ်မှုတည်ပြီးတော့မမီတို့ဒီညံ့မိကြလိမ့်မယ်ဖြစ်ပါတယ်။ဥစဉ်ကတော့ဒီကနေ့အဲဥစဉ်မှာရှိတဲ့ဘုဒ္ဓတာတွေကိုအားလုံးအတွက်ပြန်လည်မျှဝေပါတယ်။နော်ပြန်လည်မျှဝေလို့ဆိုဘလို့ဖြစ်ဘုဒ္ဓတာရလိမ့်မယ်ဆိုတာဥစဉ်ယုံကြည်တာပေါ့လေ။ကဲဒါပဲနော်။အဲကဲဥစဉ်မေတ္တာပို့ပေးမယ်နော်။ဘာဘာတွေဆက်ပြီးဥစဉ်ထင်တဲ့ပြည့်စုံမှုထင်ပါတယ်နော်။ ကဲတတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေးချမ်းတွန်ငါဖြန့်ငြိမ်းချမ်းကြပါစေတက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြေပါစေဓာတုဓာတုဓာတုပါဗျာ